မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အစကောင်းဆောင်အတဦးလာအပါဝင်၁၀ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်တာဟာစနစ်တကျပြင်ဆင်ထားပုံရှိတယ်လို့ UNA မှဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းယူကရိန်းနိုင်ငံတောင်ပိုင်းရှိရုရှားတို့ထိန်းချုပ်ထားတဲ့ ဇာပိုရီရှားနျူကလ িয়ার တအားပေးစယုံပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးထရန့်နဲ့ဇာလန်စကီတို့ဆွေးနွေးခဲ့ကြတဲ့ဆွေးနွေးတဲ့အပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆာကောင်းဆောင်အတာဥလာအပါဝင်10ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်တာဟာစနစ်တကျပြင်ဆင်ထားပုံရှိတယ်လို့ စီလုံးညညတော့တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှာဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အာဆာခေါင်းဆောင်အတူလာအပါဝင်စေဦးကိုမင်္ဂလာဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်တာဟာစနစ်တကျပြင်ဆင်ထားတဲ့ပုံစံမှာရှိနေတယ်လို့စီလုံးညညတော့တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှာဦးမျိုးကျော်ကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။အာဆာခေါင်းဆောင်အပါဝင်ဖမ်းဆီးခံရသူတွေဟာမင်္ဂလာဒေ့ရှ်နိုင်ငံရဲ့တရားမဝင်ဝင်ရောက်မှုအကြမ်းဖက်လှုပ်ရှားမှုတွေမှာပါဝင်မှုနဲ့ မတ်လ18ရက်ကဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါဗျ။အာဆာတို့လှုပ်ရှားနေတာဟာဆယ်နှစ်နီးပါးရှိပြီဖြစ်ပေမဲ့လည်းအခုအခါမှာဖမ်းဆီးတာဟာမေကွန်ထုတ်စရာရှိကြောင်း။ဒါပြင်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ရောက်ရှိပြီးနောက်ဖမ်းဆီးခံရတာဖြစ်တဲ့အတွက်တာမန်သက်ဆိုင်မှုမဖြစ်နိုင်ကြအောင်စီလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ်ယူအန်ဒီမှာဥမျိုးကျော်ကစီရင်နာသတင်းဌာနကိုပြောပါရယ်။ ဘုံမှာအဖန်ခံရတယ်ဆိုဒီရဲ့ပိုင်းမှာဓာရီကတော့ယူးယူးသိဆိုင်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နော်ပထမအနေနဲ့တော့ရှေ့ဟာစီနာအစိုးရဖက်ပြရတယ်ဟာစီနာပြရတယ်အဲ့ဒီနေရာမှာအနောက်ကထောက်ခံလဲနော်ယူနိုနိုဘယ်ဆုရှင်တက်လာတယ်ပေါ့ကျန်လာတယ်အဲ့ဒါလည်းတစ်ချက်ပါပါလိမ့်မယ်နောက်ကြီးခဲ့တဲ့ရဲ့ပိုင်းကမှာ အဲဒီအကဘကဝကမကရဲ့အထွေထွေအတွင်းမှုလေအဲ့ဒီဇာတ်ကိုရောက်လာပြီးတော့နော်ဒီမှာရောက်နေတဲ့ဒုက္ခတွေတွေဟာမူလနယ်မြေကိုပြန်ပြီးအခြေချဖို့ပြန်ဖို့ဆိုပြီးတော့လေအဲ့ဒီမှာဆန္ဒတွေပေါ်ထုတ်ကြတာတွေလည်းတွေ့ရဲအဲ့ဒါကြီးလည်းစနစ်တကျတော့ပြင်ဆင်ထားတဲ့ပုံစံမှရှိရပေါ့ဗျာဒီလိုတဲ့င်းတွေမှကြီးရသလောက်ဆိုရင်လေ ဆိုတော့နောက်တစ်ခါသူပုံနိုင်ကလည်းအဲ့ဒီ UN Secretary ကိုနိုင်အကျဉ်းဆက်ကဖြစ်ပေါ်ဆိုင်ကိုကလည်းနော် AA နဲ့ဆွေးနွေးရလိမ့်မယ်စကားပြောရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကြီးပြောလာတယ်တနည်းအားဖြင့်ပြောရင်ဒါခိုင်းတာတော့ AA ကိုလည်းအပြင်မှာပြုတ်တယ်လို့တော့ကျွန်တော်တို့ကတော့ပြုတ်သွားတဲ့လက္ခဏာလို့ကျွန်တော်ကတော့အဲလိုမျိုးနားလည်ပါတယ်။အဲဆိုတော့ဒါဒီအကုန်လုံးဟာ တိတ်ဆိုင်မှုလားเนาะစနစ်တကျအာပြင်ဆင်ထားတာလားဆိုတဲ့ဟာကတော့အဲလူတွေဒီလိုတော့ပို့တင်မှာပေါ့နော်အာစာခေါင်းဆောင်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကုတုပါလောင်ဒုက္ခသည်စခန်းမှာအထင်ကြီးမွတ်စလင် ခေါင်းဆောင်မိုဟစ်ဦးလာကိုတပ်ဖြတ်ဖို့အမိန့်ပေးတာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတအုပ်ကိုတပ်ဖြတ်ရမှာပါဝင်ခဲ့ကြောင်းတန်တရားရှိသူလို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားတာပါသူတို့ကတော့မက်စလာ၁၈ရက်နေ့မှာရုံးထုတ်ခဲ့တဲ့ရုပ်သံတွေအရာ အာဆာကောင်းဆောင်ရဲ့မျက်နှာတွင်ပြင်ဟာပျော်ရွှင်ပြုံးပျော်လျက်ရှိတာကိုလည်းမြင်တွေ့ရပါတယ်။အာဆာဟာ2016ခုနှစ်ကနေစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တော်မြို့နယ်မှာအဓိကလှုပ်ရှားနေတဲ့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။သူတို့တွေဟာမူလကလေးကအစီအစဉ်တကျဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အပြင်2018ခုနှစ်ကရခိုင်ပြည်နယ်တိုက်ပွဲအတွင်းထွက်ပြေးသွားကြရတဲ့မွတ်စလင်ဒုက္ခသည်တွေကိစ္စဟာလည်းစနစ်တကျပြင်ဆင်ထားတာဖြစ်နိုင်တယ်လို့စီးလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမင်း UN မှာဦးမျိုးကျော်ကစီရင်တဲ့သတင်းဌာနကိုပြောပါတယ်။ အစာကောင်းဆောင်နေတာမူလတွေကအဆီစင်တခြားကိုဟိုခံတိထားတဲ့အဖွဲ့အစည်းလုပ်နေရတယ်ပေါ့လေနော်ဒီကျွန်တော်တို့ရခိုင်ပြည်မှာအစုလက်ပြုံလိုက်ကြောင်းရွှေ့သွားကြတာပြီးသွားကြတာတွေဒါလည်းသူတို့ရဲ့ပရောဂမကင်းဘူးလို့နေရတယ်ပေါ့နော်ဘာဖြစ်လဲဆိုအရှိန်တို့အတွင်းမှာလူပေါင်း ိန်နဲ့ရှုခံတဲ့စိန်လောက်ပြောင်းသွားရဆိုတဲ့ဟာမျိုးစိန်တရားမှရှိတယ်ဒီအဲ့ဒါပဲလို့ဖြစ်နိုင်တယ်ဒါရင်းကစိန်ကြကြမပြင်းစင်သာပဲနဲ့တော့ဖြစ်နိုင်တယ်ဆိုလိုပေါ့နော်အဲ့ဒီနောက်တစ်ခုကဖိဆက်ဆက်မှာဒီဒေတာမှာလူကြီးပဋိပက္ခအပြင်ပန်တီထားရတယ်ဖေးဆက်ဆက်အုပ်ချုပ်ရတဲ့အစိုးရကြီးရဲ့တာဝန်မသိဘူးလို့ရှင်းနေတယ်ပေါ့နော် ဒါပြင်မင်္ဂလာတိရှိမွတ်စလင်ဒုက္ခသည်တွေကို2026ခုနှစ်မှာနေရက်ဖြစ်တဲ့ရခိုင်ပြည်ကိုပြန်လည်ပို့ဆောင်ပေးမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအကြီးအကဲမိုဟာမက်ယူနိုကခတိပြုပြောကြားထားတာပါမွတ်စလင်ဒုက္ခသည်တွေနေရက်ပြန်ရေးအတွက်အေအေနဲ့ဆွေးနွေးဖို့လိုအပ်ကြောင်းလဲကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာထုတ်ဖော်ပြောကြားသွားခဲ့ပါသေးတယ်ဒါပေမဲ့လည်းမွတ်စလင်တွေကိုနေရက်ပြန်ရေးဟာလွယ်ကူတဲ့ကိစ္စမဟုတ်ကြောင်းလဲတုံ့တက်ထောက်ပြမှုတွေရှိကြပါသေးတယ် လက်နက်ကင်ပဋိပက္ခနဲ့နိုင်ငံရေးပဋိပက္ခတွေအခြေအနေကိုဖြည့်ရှင်းရမှာကိုဘသာစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပြီးပြည်ပအကူအညီဟာအရန်သဘောတာဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောက ပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပြည်ပခါနဲ့နိုင်ငံရေးပြည်ပခါတွေအခြေအနေကိုဖြေရှင်းရမှာကိုယ့်ဘာသာစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပြီးပြည်ပကူညီရအရန်သဘောထားဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသွန်းသက်သူဒေါက်တာလောက်ကျော်စောကဆရာနိုင်တဲ့ဌာနကိုပြောပါရယ်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမိုးဆိုးရလာတဲ့အချက်တွေကိုဥဆောင်ပြီးကင်တွယ်ဖြေရှင်းနိုင်မဲ့အခွင့်အလမ်းတည်ရရှိနေကြောင်းတိကျပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေကိုအရေးတကြီးလိုအပ်လျက်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG က2025ခုနှစ်မတ်လ19ရက်မှာထုတ်ပြန်ခဲ့ပါရယ်ကိုနိုင်ငံရေးအခြေအနေတွေနဲ့တော်လှန်ရေးအခြေအနေတွေကိုကိုယ့်ဘာသာဆုံးဖြတ်ရမှာဖြစ်ပြီး ပြပအကူကြီးရရန်သဘောထားဖြစ်တာကြောင့်အဆုံးဖြတ်မပေးနိုင်ကြောင်းတရုတ်မြန်မာရေးလေလာသုံးသူဒေါက်တာလတ်ကျော်စောကဆီယန်နိုင်တဲ့ဌာနကိုပြောပါတယ်။ကျမကြည့်တာတော့လေကျမတို့နိုင်ငံရဲ့တော်လှန်ရေးကိုကျမတို့ပြည်သူကိုပဲအားကိုးရမယ်ဗျ။ဒီဆီယန်တို့ ဘာလို့ညာလို့ကိုအားကိုးရဲဆိုတာအရင်သဘောပဲဖြစ်နိုင်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့အေရှန်ကဆယ်နိုင်ငံလုံးသဘောတူမှာဆုံးဖြတ်နိုင်တာဖြစ်တာ哦နော်။သူတို့နိုင်ငံတွေမှာလည်းသူတို့နိုင်ငံတွေရဲ့အရာပြဿနာတွေကတပုံကြီးလေ။အဲ့တော့သူများနိုင်ငံရေးမှာဝင်မပါဘူးဆိုတာသူတို့နိုင်ငံအတွက်လည်းအရေးကြီးတာ哦။ကိုယ်နိုင်ငံရေးအခြေအနေတွေကိုယ်တော်လှန်ရေးအခြေအနေကိုကိုယ့်အကိုဝေဖန်ဆန်းစစ်ပြီးတော့ရှေ့ဘယ်လိုလုပ်ကြမလဲရှေ့ဘာလုပ်မလဲညာလုပ်မလဲဆိုတာကိုယ့်အကိုစဉ်းစားဆုံးဖြတ်ဖို့ပဲ။ဒီမှာအကူအညီဆိုတာအရင် သဘောပဲဗျာဘယ်တော့မှအဆုံးဖြတ်မပေးဘူးအဆုံးဖြတ်ပေးမှာကိုယ့်ပြည်တွင်းအင်အားပဲပြည်တွင်းကဒေါ်လာရဲ့အင်အားစုပါပဲအဆုံးဖြတ်ပေးမှာ ပြည်ပနိုင်ငံတွေရဲ့အကူအညီအားအရန်သဘောထားဖြစ်တယ်လို့ပြောပေမယ်မြန်မာပြည်ဝင်ရေးအပေါ်တရုတ်ရဲ့ပါဝင်မှုဟာထဲထဲဝင်ဝင်ရှိနေတယ်လို့ထောက်ပြမှုတွေရှိနေပါတယ်တရုတ်ရဲ့ဂျာဝင်စစ်ဆေးမှုနဲ့မြန်မာတပ်မတော်နဲ့ကိုကန်တပ်ဖွဲ့ MND တို့အကြားယာယီပစ်ခတ်ရစဲသဘောတူညီခဲ့ကြသလိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့မြန်မာတပ်မတော်တို့ကြားတွေ့ဆုံဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်အဲဒီလိုပဲတရုတ်ရဲ့ဂျာဝင်စစ်ဆေးမှုနဲ့ A နဲ့နောက်ဆက်ကကြားတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်းလည်းနှိစက်သူတွေထံကသိရပါတယ်အဲဒီပြင်ရွေးကောက်ပွဲကျင်းပနိုင်ရေးတရုတ်နိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းနောက်ဆက်ကကသတင်းထုတ်ပြန်ခဲ့သလို ရုရှားနဲ့ဘီလာရုစ်နိုင်ငံတို့ကလည်းရွေးကောက်ပွဲကိုထောက်ခံပြီးကိုယ်စားလှယ်တွေလွတ်ကာစောင့်ကြည့်လေ့လာဖို့ရှိကြောင်းမူကြုံမူကြီးမင်းအွန်လိုင်းကပြောကြားခဲ့ပါတယ်။အာဆီယံအဖွဲ့ထဲမှာတရုတ်လူလာတဲ့အင်အားစုတွေနဲ့အမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အင်အားစုတွေဆိုပြီးရှိရာကြောင်းဆုံးဖြတ်ချက်တွေပြည့်ပြည့်တသားမရှိကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူဦးတန်းစိုးနိုင်ကဆရာနိုင်တဲ့ဌာနကိုပြောပါတယ်။အာဆီယံအဖွဲ့ထဲမှာပါဝင်တဲ့အင်အားစုတွေလေးနဲ့ကခုကကျုပ်လိုလာတဲ့အင်အားစုတွေလည်းရှိတယ်။နောက်တစ်ခုကအမေရိကန်ကြောထောက်နောက်ခံပြုထားတဲ့အင်အားစုတွေလည်းရှိတယ်။အဲဒါကြ 乡下送的这点啊，不多嘛，就那点点子啊，没事吧？阿姨多点嘛，阿姐你呢？你们两个人不得不多？送点菜，俺也吃嘛，他啦。这公司也弄来拿哇，多多也弄来拿，没过嘛，就那点点点送点菜，就来煮嘛。也有没样的啊，没事。俺老送点菜来，没吃呢。我家屋里烧的粥啊，哦，就他看的，这公司有也有商业部收的第三阿姐点嘛。 တော်ရာညညကြမှာ။အဲတော့စစ်ကောင်စီအနေနဲ့ဒီဆုံးဖြတ်ချက်တွေကိုမလာကန်လဲဘာမှမဖြစ်ဘူးဆိုတဲ့အနေထားအောင်မှာရောက်နေတာပါ။အာဆီယံကိုကျွန်တော်တို့အကြီးကအားကိုးပြီးတော့မှာပြည့်ပြတ်တာဖြစ်ရှင်းမှုရှိအလက်တွေအားဖြင့်တော့မဖြစ်နိုင်တဲ့အနေထားကိုအခု၄နှစ်ကြာတဲ့အထိကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်ဆိုကျွန်တော်သုံးသပ်ပါတယ်။ အခုအချိန်အားမြန်မာနိုင်ငံရှိပြည်သူတဦးချင်းစီတိုင်းရဲ့တရားမျှတမှုငြိမ်းချမ်းမှုနဲ့ဂုဏ်သိက္ခာတို့ကိုပြန်လည်ဖော်ဆောင်ပေးနိုင်မယ့်ဆောင်ရွက်ချက်တွေကိုပြပြတသက်ဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ပြည်တွင်းပဋိပက္ခတွေကိုပြည်ထဲမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကသာအဆုံးဖြတ်ပေးနိုင်မှာဖြစ်ပေမဲ့တော်လှန်ရေးအင်အားစုတွေအကြားအကျိုးစီးပွားတွေမတူကြတာကြောင့်ပဋိပက္ခတွေလည်းရှိနေကြောင်းစီးရင်တဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြပါတယ်။စီနာတဲ့တင်းထောင်နိုင်တဲ့ငွေတကာတဲ့တင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်းရှိရုရှားတို့ထိန်းချုပ်ထားတဲ့ဇာပိုရီရှားဒူကလီယာတအားပေးဆက်ယုံပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးထရန့်နဲ့ဇာလန်စကီတို့ဆွေးနွေးခဲ့ကြရတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ ယူကရိန်းနိုင်ငံတောင်ပိုင်းရှိရုရှားတို့ထိန်းချုပ်ထားတဲ့ဇာပိုရီရှားနျူကလ িয়ার ဓာအားပေးစက်ရုံကိုအမေရိကန်ကပိုင်ဆိုင်ရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဆွေးနွေးခဲ့ကြောင်းယူကရိန်းသမ္မတဇာလန်စကီကပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြခဲ့ပါတယ်။ထရန့်ကရုရှားရဲ့အကြူကြော်ချက်မှာပြစ်ခတ်ရစဲရေးရရှိဖို့သူ့ရဲ့အစီအစဉ်တစ်ခုအနေနဲ့ယူကရိန်းရဲ့နျူကလ িয়ার စက်ရုံတွေကအမေရိကန်ရဲ့ပိုင်ဆိုင်မှုအောက်မှာထားရှိနိုင်ကြောင်းထရန့်ကဇာလန်စကီကိုပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်ယူကရိန်းသမ္မတဇာလန်စကီကထရန့်ရဲ့ပြောကြားချက်တွေအရသတင်းထောက်တွေကိုပြန်လည်ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကရုရှားသိမ်းပိုက်မှုအောက်မှာရှိနေတဲ့နျူကလ িয়ার ဓာအားပေးစက်ရုံတွေကိုအကြောင်းကို ပဲပြောကြားခဲ့တာဖြစ်ပါတယ်လို့ဖင်လန်နိုင်ငံကိုရောက်ရှိနေတဲ့ဇာလန်စကီကဇာပိုရီရှားနူကလ িয়ার တအားပေးစက်ရုံကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။အဲ့ဒီနူကလ িয়ার စက်ရုံဟာဥရောပရဲ့အကြီးဆုံးနူကလ িয়ার တအားပေးစက်ရုံဖြစ်ပြီး၂022ခုနှစ်ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကိုစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မကြာမီအချိန်အတွင်းမှာပင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနူကလ িয়ার စက်ရုံကိုပုံမှန်အတိုင်းပြန်လည်လက်ပတ်နိုင်ဖို့အတွက်အချိန်နှစ်နှစ်ကျော်ကြာမြင့်ပွဲရှိပါတယ်။အဲ့ဒီနူကလ িয়ার စက်ရုံမှာထုတ်လုပ်တဲ့လက်စစ်တအားတွေဟာယူကရိန်းနဲ့ဥရောပအတွက်လိုအပ်နေကြောင်းဇာလန်စကီကပြောပါတယ်။အဲ့ဒီစက်ရုံကိုလိုအပ်လားဆိုရင်တော့ပြည်သူတွေနဲ့ဥရော ောပအတွက်ဖြေရရင်လိုအပ်တယ်လို့ဖြေရမှာပါဥရောပလျှက်စစ်တာကွန်ရက်ကိုပူးပေါင်းဖို့အတွက်အဲ့ဒီဆက်ယုံနဲ့လှုပ်ဆောင်နိုင်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်ထရန့်ဟာဇန်နဝါရီလကသမ္မတအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းကလေးက၃နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲကိုလင်းမြန်စွာအဆုံးသတ်စေဖို့ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်တွင်ကလည်းဇာလန်စကီကအမေရိကန်ကအဆိုပြုခဲ့တဲ့ရပ်ပေါင်း30ကြာပြစ်ခတ်ရဲစဲရေးအစီအစဉ်ကိုထောက်ခံခဲ့ပေမဲ့ရုရှားအစိုးရကတော့အဲ့ဒီအစီအစဉ်ကိုညှင်းဆုပ်ခဲ့ပါတယ်အဲ့ဒီနောက်ယူကရိန်းရဲ့စွန့်ရင်အဆောက်အအုံတွေကိုတိုက်ခိုက်မှုတွေကရပ်တန့်ပေးမယ်လို့အဆိုပြုခဲ့ ဲ့ပါတယ်။ယူကရိန်းစစ်သားတွေဟာရုရှားရဲ့ခတ်စ်ဒေတာကိုထိန်းချုပ်နိုင်ဖို့ဆက်လက်တိုက်ခိုက်နေတဲ့ကာလပတ်လုံးရုရှားသမ္မတပူတင်ဟာမြစ်တီအပြစ်ခတ်ရစဲရေးကိုမဆိုသဘောတူလိမ့်မည်မဟုတ်ကြောင်းဇလန်စကီကပြောပါတယ်။ခတ်စ်ဒေတာမှာကျွန်တော်တို့စစ်သားတွေရှိနေတဲ့၍ပူတင်ကအပြစ်ခတ်ရစဲရေးအတွက်ဆန္ဒရှိမှာမဟုတ်ပါဘူးလို့ဇလန်စကီကပြောကြားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်စစ်တပ်ကကုန်ကြမ်းစည်းတွေကိုစစ်စစ်အလေးထားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တရုတ်ပြည်သူလူမျိုး၏တပ်မတော် PLA ဟာအကြီးစားအဆင့်မြင့်တင်မိုးမှန်မှုတွေကိုပြုလုပ်နေချိန်မှာတစ်ဖက်မှာလည်းတရုတ်စစ်တပ်ကသူ့ရဲ့ဘတ်ဂျက်ကိုအာရုံစိုက်ထားပြီးအရာရှိတွေကတော့ကုန်ကျစရိတ်တွေကိုထိန်းချုပ်တာဟာအရေးကြီးကြောင်းအလေးထားပြောကြားနေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးကပိုးပြီးအကောင့်လာပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့အခက်ခဲနဲ့စစ်တပ်အသွင်ပြောင်းမှုအတွက်ပြင်ဆင်မှုတွေဟာခက်ခဲပါတယ်။ငွေကြေးတုံးဆဲဖို့လိုအပ်တဲ့နေရာတွေအများကြီးရှိနေပါတယ်လို့ရှန်တုံပြည်နယ်ရှိအရန်တပ်ဖွဲ့က PLA Daily သတင်းစာရဲ့အတွေ့အမြင်ကဏ္ဍမှာပြောကြားခဲ့ပါတယ်။အကန့်အသတ်ရှိတဲ့အရေးမြစ်တွေကို စစ်ပွဲအတွက်ပြင်ဆင်ရေးနဲ့တိုက်ပွဲကဏ္ဍအပေါ်မှာအာရုံစိုက်တင်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့အစ်စ်တွေနဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေအရေးကြီးလိုအပ်နေကြောင်းအရန်တပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ PLA အနေနဲ့စစ်ပွဲရေးအဝင်တက်ဝင်ဖို့ဖြစ်စီမဲ့ကုန်ကြစရိတ်များပြားတဲ့အရာတွေကိုမလုပ်တင်ကြောင်းလည်းကြမ်းကြီးကံအမည်ရှိကျွမ်းကျင်သူကအခြားဆောင်ပါတပုတ်မှာတိုက်တွန်းရေးသားထားပါတယ်။မိမိတို့အနေနဲ့ငွေကြေးသုံးဆွဲမဲ့ပမာဏကိုတိုက်ပွဲအတွက်ထိရောက်မှုရှိစေတဲ့စံသတ်မှတ်ချက်တစ်ခုအနေနဲ့အသုံးပြုရမယ်လို့လည်းကြံကရေးသားခဲ့ပါတယ်။ PLA Daily သတင်းစာကတော့ကျန်းဟာမိသူမိဝဖြစ်ကြောင်းအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပေမဲ့ အရင်တရင်တွေအရာသူဟာစစ်တပ်ရဲ့ကြီးတဲ့အရာရှိတူဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ PLA အနေနဲ့ဘသူကငွေကြေးတွေကိုတုံးဆွဲနေတာကိုအနိကဆောင်ကြည့်ရုံသာမကဘလောက်တုံးဆွဲခဲ့တယ်ဆိုတာနဲ့အဲ့ဒီအတုံးစီဟာစီကံနေတဲ့ကိုက်ညီမှုရှိမရှိကိုပါအနိကဆောင်ကြည့်ရမှာဖြစ်တယ်လို့ကျန်းကပြောပါရတယ်။အဲ့ဒီပြင်အဲ့ဒီလိုအတုံးပြုတ်ခဲ့တဲ့ငွေကြေးတွေဟာအရေးပေါ်ဆစ်စင်ရေးဆိုင်ရာလိုအပ်ချက်တွေစီမံကိန်းဆိုင်ရာလိုအပ်ချက်တွေနဲ့တိုက်ပွဲအတွက်ထိရောက်မှုတွေကိုမြင့်တက်စေခြင်း အစရှိတဲ့အချက်တွေနဲ့ကိုက်ညီမှုရှိမရှိကိုပါလေ့လာသုံးသပ်တင်တယ်လို့ပြောပါရယ်တရုတ်သမ္မတရှီကျင်းဖင်ကလည်းအခုလောက်မှပြုလုပ်ခဲ့တဲ့လွှတ်တော်အစည်းအဝေးအတွင်း PLA အနေနဲ့ကာကွယ်ရေးအရေးမြစ်ဒီမှာငွေကြေးအသုံးပြုဖို့အတွက်ငွေကြေးခွဲထမ်းချမှုကိုတိတ်ပန်နှိကြလှုပ်ဆောင်တင်ကြောင်းအဲ့ဒီလိုလှုပ်ဆောင်မှသာငွေကြေးတွေကိုတိကျစွာအသုံးပြုနိုင်နိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါရယ်အင်ဒိုနီးရှားလွှတ်တော်ကမတ်လ20ရက်နေ့မှာစစ်ဥတွေကိုပြန်လည်ပြင်ဆင်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အင်ဒိုနီးရှားလွတ်တော်ဟာမတ်လ20ကစစ်ဥပဒေကိုပြန်လည်ပြင်ဆင်ခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။အဆိုပါပြင်ဆင်တဲ့ဥပဒေမှာစစ်ဘက်အရာရှိတွေကအရက်ဘက်ယာဒူးတွေယာတာခွဲဝေပေးထားတဲ့အတွက်ចောင်းသားတွေနဲ့တက်ကြလှရှားသူတွေကစန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။အဲ့ဒီဥပဒေဟာစစ်ဘက်အရာရှိတွေကအရက်ဘက်အုပ်ချုပ်ရေးကဏ္ဍကိုလွှမ်းမိုးခဲ့တဲ့အာနာရှင်တမရဟောင်းဆူဟာတိုရဲ့ခေတ်ကိုပြန်လည်ရောက်ရှိသွားစေနိုင်ကြောင်းလူအဖွဲ့အစည်းတွေကဝေဖန်ခဲ့ကြပါတယ်။အဲ့ဒါအပြင်အဲ့ဒီဥပဒေဟာကမ္ဘာတတိယအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားကိုထိခိုက်စေနိုင်ကြောင်းလည်းစန့်ကျင် င်သူတွေကဝေဖန်ခဲ့ကြပါတယ်လွှတ်တော်ဥက္ကရာပူအန်မဟာရာဏီဟာလွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်အဲ့ဒီဥပဒေကိုဒီမိုကရေစီလူ့ခွင့်ရေးနဲ့အရက်ဘက်စိုးမိုးရေးဆိုင်ရာအခြေခံမူတွေနဲ့အညီတရားဝင်အတည်ပြုကြောင်းကြေညာခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကသမရအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့လက်ရှိသမရပရာဘိုအိုဆူဗီယန်တို့ဟာဆူဟာတိုလက်အောက်ရှိ အထူးတပ်ဖွဲ့တွေရဲ့တပ်မှုဖြစ်ခဲ့ပါတယ်ဆူဟာတိုဟာចောင်းသားကလေးငယ်တွေအတွက်နေ့လယ်စာအခမဲ့ကျွေးမွေးတဲ့အစီအစဉ်အပါအဝင်အရက်ဘက်အုပ်ချုပ်ရေးကဏ္ဍတွေမှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့အခန်းကဏ္ဍကိုပုံမတို့ချက် ်လှုပ်ဆောင်ခဲ့ပါတယ်။လူခွင့်ရေးအဖွဲ့တွေကတော့အရက်ဘက်ကဏ္ဍမှာစစ်တပ်ရဲ့ပါဝင်ပတ်သက်မှုမြင့်တက်လာမှုကိုဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီလှုပ်ဆောင်ချက်ဟာအာဏာအလွဲသုံးမှုလူခွင့်ရေးချိုးဖောက်မှုနဲ့စစ်တပ်ရဲ့လှုပ်ဆောင်ချက်တွေကိုအရေးမယူဘဲကွင်းလွခွင့်ပေးထားတဲ့အခြေအနေတွေအထိရောက်ရှိစေနိုင်ကြောင်းလူခွင့်ရေးအဖွဲ့တွေကထောက်ပြကြပါတယ်။အဲ့ဒီဥပဒေမူကျမ်းအရစစ်တပ်အရာရှိတွေကအစိုးရရှိနေယုံကြုံခဲ့သူအရက်ဘက်ယုံဌာနတွေမှာအရက်ဘက်ယာတုနေရာတွေကိုမရယူမီစစ်တပ်မှနှုတ်ထွက်ဖို့လိုအပ်ကြောင်းအစိုးရကပြောကြားခဲ့ပါတယ်။အဲ့ဒီဥပဒေကြောင့်စစ်တပ်မှအရက်ဘက်ကိုကူပြ ောင်းလာတဲ့အရာရှိတွေဟာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ခွင့်ရလာမဲ့အချက်ကိုစိုးရိမ်မှုတွေရှိနေပေမဲ့အဲ့ဒီအချက်အားဥပဒေမှာထည့်သွင်းပြင်ဆင်ထားခြင်းမရှိကြောင်းဥပဒေရေးအတွက်ဆွေးနွေးမှုတွေမှာပါဝင်ခဲ့တဲ့လွှတ်တော်အမတ်နီကိုစီယာဟန်းကပြောကြားခဲ့ပါတယ်စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရိုနယ်ဒိုကိုလောင်ပြောင်ဖို့မကြိုးစားခဲ့ဘူးလို့ဟော့ရှ်လန်းကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကိုနိုင်ရခဲ့တဲ့ Nation League Quarter Final ပထမအကြိမ်ပွဲစဉ်မှာတိမ်မက်အသင်းတို့အနိုင်ကိုသွင်းယူပြီးတဲ့နောက်ဆွီးအောင်ပွဲခံမှုပြုလုပ်ခဲ့တာဟာသူ့ရဲ့ Idol Ronaldo ကိုလှောင်ပြမှုကြိုးစားတာမဟုတ်ဘူးလို့ Hodgson ကပြောခဲ့ပါတယ်။ Hodgson က Ronaldo ကကျွန်တော်ရဲ့ Idol ပါဒါကသူ့ကိုလှောင်ပြခဲ့တာမဟုတ်ပါဘူး။သူကကျွန်တော်နဲ့ကျွန်တော်ရဲ့ကစားသမားဘဝအတွက်ကြီးမားတဲ့တက်ရောက်မှုရှိခဲ့ပါတယ်။ Ronaldo နဲ့ပေါ်တူဂီကိုကိုးသွင်းနိုင်ခဲ့တာကကြီးမားပါတယ်။2011က Free Kick ကနေသူကိုးသွင်းယူခဲ့တာကိုကျွန်တော်မှတ်မိပြီးအဲ့ဒီချိန်ကလေးကနေကျွန်တော်ဟာ Ronaldo ရဲ့ကြီးမားတဲ့ပရိသတ်ဖြစ်ခဲ့ပါတယ်။ဒီနေ့ကတော့ကျွန်တော်အတွက်အလွန်ကော ားမွန်နေနေဖြစ်ခဲ့ပါတယ်လို့ဒိမတ်ရုတ်တံ TV2 ကိုပြောခဲ့တာပါဒိမတ်အသင်းကပေါ်တူဂီအသင်းကိုတကူကိုမရှိနဲ့အနိုင်ရခဲ့တဲ့ Nation League Quarter Final ပထမကြော်ပွဲစဉ်မှာ Hodgland ဟာဒုတိယပိုင်းပွဲချိန်69မိနစ်မှာလူစားလဲဝင်ရောက်လာခဲ့ပြီး88မိနစ်မှာအနိုင်ကိုသွင်းယူခဲ့တာဖြစ်ပါတယ် Hodgland ဟာကိုသွင်းယူပြီးတဲ့နောက်ပေါ်တူဂီအသင်းကောင်းဆောင် Ronaldo ရဲ့နာမည်ကြီးအောင်ပွဲခံဟန်ဖြစ်တဲ့ Sweet အောင်ပွဲခံမှုကိုပြုလုပ်သွားခဲ့တာပါ Ronaldo က Hodgland ရဲ့အောင်ပွဲခံမှုကိုကြည့်ခဲ့ရပါမယ် United အသင်းတိုက်စစ်မှုကတော့ဒီအောင်ပွဲခံမှုက Ronaldo ကိုလောင်းပြောင်ခဲ့တာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒီပွဲမှာဒိမတ်အသင်းဟာပထမပိုင်း ပွဲချိန်အတွင်းပနတီကန်ခွင့်ရခဲ့ပြီးအရီဆန်ရဲ့ကန်သွင်းမှုကိုပေါ်တူဂီအသင်းကိုဒမာကော့စတာကကာဝယ်နိုင်ခဲ့တာပါပေါ်တူဂီအသင်းအားဒီပွဲအရင်းနှီးခဲ့ပေမဲ့ဒုတိယကြော့ကစားဖို့ချန်ရှိနေသေးတဲ့အတွက်နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိတယ်လို့ရနယ်ဒိုကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်ပေါ်တူဂီနဲ့ဒိမတ်အသင်းတို့ရဲ့ Nation League Quarter Final ဒုတိယကြော့ပွဲစဉ်ကိုမတ်လ24ရက်မှာရှင်ပြိုင်သွားမှာဖြစ်ပါတယ် စီရင်နိုင်သတင်းဌာနရဲ့2025ခုနှစ်မတ်လ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်နိုင်ကြပါစီရှင်။